ကချင်းကြီးအာယောမင်းနဲ့နင်တို့စီကဒုက္ခဝရီမြစ်ကိုတော့မပြပြအောင်ထိမ့်သိမ်းရမှာနင်တို့ကချင်းပြည်နယ်ကအေယာဝရီမြစ်ကြီးကိုလည်းစောင့်ရှောက်အောင်အဲ့ဒါတော့စိတ်ချသမာအေယာဝရီမြစ်ဟာတော့မြန်မာနိုင်ငံရဲ့အသက်ပဲဒီမြစ်ကြီးမပြပြအောင်စောင့်ရှောက်မှာထို့နိုင်ငံသူနိုင်ငံသားတွေတာဝန်ရှိတာပေါ့အဲ့ဒီအေယာဝရီမြစ်ကိုဒုက္ခကေဘူဂျုအောင်ဆန်းကလည်းတအားချစ်တာဖခင်ဘူဂျုအောင်ဆန်းဒုက္ခချစ်ပြီးနေကိုလာတော့မနှောပွဲမှာပြောတော်တဲ့စကားတခုဒါဒီနေ့ဒီ မေ့လို့မရပါဘူးရှာကြီးရဲ့ကျွန်တော်နိုင်ငံတော်အတွက်လုံးချာတဲ့အများကြီးရှိခင်ဗျားတို့အချင်းပြင်းနဲ့ကိုအကြာကြီးမနေနဲ့တော့ကျွန်တော်ပုံမှန်ခွင့်လွတ်ပါတောင်းပန်သွားနိုင်ငံကောင်းဆောင်တယောက်ဖြစ်ပြီးပြည်သူကိုတောင်းပန်သွားတော့ဆိုလို့ဘုံချုပ်အောင်ဆန်းတယောက်ထဲပဲရှိတယ်ကိုကွာကျွန်တော်နောက်တစ်ခါအချိန်ရမှကချင်းပြင်းနဲ့ကိုပြန်လာပါအောင်မယ်အဲ့ဒီကြမှာကျွန်တော်သိပ်သွားခြင်းနဲ့မချမ်းမိုးရွာလေးကိုသွားပြအောင်သွားပါအောင်မယ်လို့ပြောသွားပေးမယ် တို့ဖခင်ဘူချုပ်သိတာသွားတယ်တို့ကချင်ပြည်နယ်ကိုနောက်တစ်ခေါက်ရောက်မလာတော့ဘူးရှမ်းကြီးရဘာတို့မှလည်းကချင်ကြီးရငါတို့ရှမ်းပြည်နယ်ကလေးဘူချုပ်အောင်ဆန်ရောက်လာတယ်ဘူချုပ်အောင်ဆန်ရောက်လာတာကပြည်နယ်ပြည်မမခွဲကြဘူးတသွေးနဲ့တသားနဲ့ဖြစ်အောင်ပင်လုံစာချုပ်လာချုပ်တာလေဟာတိပင်လုံစာချုပ်လာချုပ်တဲ့ဘူချုပ်ကတည်သွားတယ်အခုပင်လုံချုပ်တဲ့ကြီးကတော့ဘူချုပ်ကိုတတိယလေးပေါ့ဟိ သားတွေစီးလုံးညင်ညွတ်ချင်တဲ့သဘောပဲဖခင်ဘိုးချုပ်အောင်ဆန်းကတိုင်းသူပြည်သားတွေစီးလုံးညင်ညွတ်တာကိုတအားသဘောကျမင်းမြဲမြဲမှတ်ထားပုံကဒုဖခင်ဘိုးချုပ်ကပဲပြုံးတဲ့နံပြားကိုစပြီးနိုင်ငံကိုကျွန်းတပောက်ဆိုတဲ့ချောက်ထဲကလွတ်မြောက်အောင်ကဲတင်ခဲ့တာကွာဘိုးချုပ်အောင်ဆန်းကပဲပြုံးတဲ့နံပြားစပြီးတော့တိုင်းပြည်ကိုလွတ်မြောက်အောင်လုပ်တာအခုလူတွေကပဲပြုံးတဲ့နံပြားမစားကြတော့ဘူးဘာတွေစားမြေတွေစားတာဒီကောင်တွေရောပါလားဟေ့ ကျိုးတက်တယ်လဲစားတာပဲ။ဟာငါဝင်းတန်တိုင်လေးတော့တိမ်အောင်ပါပဲကို။ဓာတ်ငွေတယ်လဲစားနေတာ။အေးတောင်မပေါက်ရဲတော့ပါလားဟေး။အခုပြက်လီဖုံးတယ်လဲစားနေကြပြီတဲ့။ဘဒူတွေဘလောက်စားစားတို့ဖခင်ပို့ကျအောင်စမ်းတာတေးတာသွားတယ်။သူ့ပိုင်ပစ္စည်းစုံလုံးဝစ်စုံသုံးစုံမရှိတာတဲ့။အေးဖခင်ပို့ကျတေးသွားမှဝဆုံတော့လည်းရှိတယ်ငါတို့ကတိတ်ခဲ့ရပေမဲ့အခုလူတွေကတော့မသေးခင်နဲ့ကိုကတိုက်တယ်ဆောက် ကားရစီသမီးအတွက်မြေတဲ့သားအတွက်ကုမ္ပဏီတဲ့ခြောက်တချို့ဆိုစိတ်နေစုထတာအများကြီးတယ်တချို့ဆိုရင်နိုင်ငံညာကဘန်ဒီမှာဒေါ်လာလေးအထက်ကစက်ကစ်ဘီလီယံလောက်ရှိတယ်လို့ငါကြားကောဒါလေအကုန်တိပြီးသားပါပြောမနေပါနဲ့ပြောရမှာပဲအရင်တော့ငါဒါလေးမပြောရဘူးအခုမှပြောရတာ ပြောမှာပဲဟဲ့တော့ဖခင်ဘိုးချုပ်အောင်ဆန်းကနိုင်ငံရေးလောက်တာစီးပွားရေးလောက်တာမဟုတ်ဘူး စီးပွားရေးလုပ်တာမဟုတ်တော့ဘိုလ်ချုပ်ကတော်ဒေါ်ခင်ကြီးနဲ့သားလေသမီးလေစာဝတ်နေရေးအခက်ခဲဖြစ်တာပါအဲ့ဒါကိုသိလို့နင်တို့ရှမ်းစော်ဘွားကြီးတူကဘိုလ်ချုပ်မိသားစုအတွက်ဆိုပြီးတီးတက်ရွှေရောင်းနေလာလူတကောလူတဲ့လူပြန်သွားလို့ဘိုလ်ချုပ်ကအဲ့ဒီလူကြီးရှေ့မှာပဲရှိသေးတယ်နောက်ဖေးပေါက်ကနေပြီးတော့အဲ့ဒီရွှေချောင်းတွေကိုနိုင်ငံတော်အတွက်အသုံးပြုဖို့ဆိုပြီးဖဆပလအဖွဲချုပ်ကိုသွားပြီးလှူခိုင်းတာတော့ဘိုလ်ချုပ်ဖေး အဲ့ဒီလိုပဲကွာဖခင်ဘို့ချုပ်အောင်ဆန်းကနိုင်ငံတော်အတွက်ဆိုရင်မစားပဲနဲ့စွန့်သွားတာကွာဘို့ချုပ်အောင်ဆန်းကမစားပဲစွန့်ရလို့အခုလူတွေမစွန့်မဲနဲ့ငတ်ကြီးကြလို့ရတာပေါ့တော်ပါပြီကွာကိုရှမ်းပြည်နယ်ပြန်ပြီးတော့လက်ဖက်စားတဲ့စိုက်ကကုန်နေပို့တာဒီပြောမနေဘူးကွာအေးမင်းကမပြောပေမဲ့ငါကတော့ပြော့အောင်မှာကွာရှင်းသားကြည့်ကျွတ်တော့ဖခင်ဘို့ချုပ်အောင်ဆန်းက မြန်မာနိုင်ငံနဲ့မကဘူးကဘာမတောင်ရှာမှာရတဲ့ပုံကိုရှိဘလို့ဒီရှာမှာရတယ်ဆိုသူတိတ်ရိုက်တဲ့ပဲပြုတ်နဲ့နံပြားကိုစားကျင်တာတော့မှအာနာလည်းမတောင်းဘူးစကားလေးကပါတဲ့အကြီးဖြစ်နိုင်ရင်ပဲပြုတ်နဲ့နံပြားစားကျင်လိုက်တာကွာတလားကြောင့်ဘုံချုပ်ကကိုမိမကိုခိုင်းတာတော့မှအာနာနဲ့လောကိတယူကတန်းလို့ဘယ်တော့မှမခိုင်းဘူးဖြစ်နိုင်ရင် ဲ့ဒီလိုဘိုလ်ချုပ်ကနိုင်ငံနဲ့လူမျိုးအတွက်ကြတော့အသက်ပွေဆွေပဲလူကတော့ကျက်တဲ့ဖခင်ဘိုလ်ချုပ်အောင်ဆန်းစားတော့တာကပဲပြုတ်နဲ့နမ်ပြော

်ရှာကိုကြိုးမကဲခွင့်အများအတွက်ကဲတော့သူရှိုးတာ ကိုလွမြောက်စေခြင်းသူတခါတလေပရရှင်လုံးနဲ့ကင်တရားမလားကလေးဘုံသူကစိတ်ကူးရင်နဲ့လူအရာရာမလိမ့်ပြတ်တဲ့အမတ်တိုင်းပြောတဲ့သူမဟုတ်မခံစိတ်နဲ့ရဲရင်တော့သူကြောက်မဲ့တော့သူဝချရတဲ့သူ ဆက်ဟာပဲပြုတ်နဲ့နံပြားကိုစပြီးမြမတနိုင်ငံလုံးကိုသူ့ကျွန်ဘွားကလွတ်မြောက်အောင်လောက်ခဲတဲ့လူပြကနုံကလေးစားရတဲ့သူအာကိုရတဲ့သူတိုင်းပြည်ကိုလူမြောက်စေခြင်းသူတစ်ခါတလေပြင်ရှင်လုံးနဲ့

ဘူကျုပ်ကြဆုံးသွားလာနှစ်ပေါင်းကြာခဲ့ပြီမဲ့လူသေးသွားပြီမဲ့ဒီနေ့ထိနာမည်မသေးပါဘူးနာမည်မသေးတာတဲ့ဘူကျုပ်အောင်ဆန်းဟာဘယ်တော့မှသမိုင်းမှာမသေးဘူးပြဆောင်ရောင်လည်းမရှိအောက်သာကနာတရားမရှိတဲ့လူဤသူနဲ့တသားတယ်နေတဲ့လူ